ဒါတော့ဟမ်ဘက်ကွေလောင်ကကလေးမွေးတာကိုပထမဆုံးရိုက်ကူးထားနိုင်ခဲ့တဲ့ဗီဒီယိုမှတ်တမ်းဖြစ်ပါတယ်။ဝေလောင်ကမိခင်ကြီးရဲ့ဘိုက်အောက်မှာအမီးလေးတစ်ခုထွက်နေတာကိုအားလုံးမြင်ရပါလိမ့်မယ်။ဝေလောင်ကမရဲ့ဘေးပပတ်လေးမှာတော့ဝေလောင်ကထီအကောင်20လောက်ကသူကလေးမွေးတာကိုစောင့်ရှောက်ပေးဖို့ရောက်နေကြပါတယ်။ဒီမတိုင်ခင်နာရီပိုင်းလောက်တုန်းကတော့ဝေလောင်ကမကြီးရောက်လာတာကြောင့်ဝေလောင်ကထီတွေကြားမှာ အနေငယ်ပြိုင်ဆိုင်ပွတ်တိုက်မှုဖြစ်ခဲ့ကြပါသေးတယ်။မေယာဒီရောက်တိုင်းမှာဟာဝိုင်ကျိုးစုနာကအနှွေးတက်ရှိတဲ့ဒီရေပြင်ဟာဖမ်းပတ်ဝေလာငါးကြီးတွေအတွက်အုပ်စုလိုက်မိတ်လိုက်ဖို့နေရာဖြစ်ဖန်တီးပေးနိုင်ပါတယ်။ဒီဝေလာငါးအမကြီးကတော့အလက်စကာဘက်ကနေဒီဘက်ကို ပြောင်းရွှေ့ပြီးရောက်လာတာဖြစ်ပါတယ်။ဒီလိုအနှွေးတက်ရှိတဲ့ရေတွေဟာဝေလာငါးမကြီးရဲ့ပင်ပန်းနေတဲ့ခန္ဓာကိုယ်ကိုပင်ပန်းမှုတွေညော့နေအောင်လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ဝေလာငါးမကြီးမှာဒီနေရာကိုရောက်နေပေမဲ့ရက်နေလို့မရပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူ့နောက်ကနေဝေလာငါးထီးကြီးတွေဟာမိလိုက်ဖို့လိုက်လာနေကြတာဖြစ်လို့ပါ။အကောင်20လောက်ရှိတဲ့ဝေလာငါးထီးကြီးတွေဟာသူတို့ရှေ့မှာရှိနေတဲ့ဝေလာငါးမကြီးနောက်ကိုမိလိုက်ဖို့အတွက်အသေးအတန်လိုက်နေကြပါတယ်။ဝေလာငါးထီးကြီးတွေဟာသူတို့ရဲ့မျိုးဆက်ခြံထားနိုင်ခဲ့ဖို့အတွက် လုံနိုင်တဲ့မြောက်အစွမ်းကုန်စူးစမ်းကြပါတယ်။ဝေလာငါးမကြီးနောက်ကိုလိုက်နေချိန်မှာလဲ သူတို့ရဲ့ပြိုင်ဘက်တွေနဲ့အချင်းချင်းအပြင်းထန်ပုတ်တိုက်မှုတွေဖြစ်ကုန်ကြပါတယ်။ဒီငါးကြီးတွေဟာတန်30လောက်ထိအလေးချိန်ရှိနိုင်တာကြောင့်ဒီလိုတိုက်ခိုက်ကြတာဟာတော်တော်လေးကိုပြင်းထန်ပါတယ်။ပထမတော့ဝေလာငါးထီးကြီးတွေဟာဝေလာငါးမှာဒီခလေးမွေးတော့မယ်ဆိုတာကိုမသိကြပါဘူး။ဒါပေမဲ့သူတို့တွေသတိထားမိသွားချိန်မှာတော့တိုက်ခိုက်နေတာကိုရင်လိုက်ကြပါတယ်။ဝေလာငါးမှာဒီရဲ့ဘိုင်းအောက်ကနေအမီးလေးထွက်နေတာကိုသူတို့သတိထားမိသွားကြပြီး မာမကြီးရဲ့ပပတ်လေးမှာနေရာယူလိုက်ကြပါတယ်။သူတို့တွေဟာပြိုင်ဘက်တွေကနေတဆင့်စောင့်ရှောက်သူတွေဖြစ်ကို ပြောင်းလဲသွားကြပါတယ်။ဒီလိုအနှွေးထဲရှိတဲ့နေရာမှာပဲဝေလာငါမကြီးတွေဟာ အများစုခလေးမွေးတောင်ကိုလုံကြပါတယ်။ဒီနောက်မှာတော့အုပ်စုတွေကအကြီးဆုံးဝေလာငါထီကြီးကရေမျက်နှာပြင်ပေါ်ကိုလေဘူးပေါင်းတွေမှုတ်ထုံနေပါတယ်။ဒီလေဘူးပေါင်းတွေကခလေးမွေးနေတဲ့ဝေလာငါမကြီးကိုကာယံပေးထားတယ်လို့ဖြစ်သွားပါတယ်။ ဒီလိုမျိုးကာဝယ်ပေးနေတာတွေကြောင့်ဝေလောင်သားမကြီးဟာတဖြည်းဖြည်းစိတ်သက်သာရာရပြီးခလေးမွေးဖို့အစဉ်နဲ့ဖြစ်လာပါတယ်မကြခင်မှာပဲဝေးကားသဝေလောင်၅ပေါက်ကလေးဟာသူမရဲ့ဘေးမှာရောက်ရှိလာပြီဖြစ်ပါတယ်အကောင်ပေါက်လေးတွေဟာရေအောက်မှာအကြာကြီးမနေနိုင်ကြသေးပါဘူးဒါကြောင့်ဝေလောင်၅မိခင်ကြီးဟာကလေးကိုရေမျက်နှာပြင်အပေါ်ဘက်ကိုဖြည်းဖြည်းချင်းတွန်းပို့ပေးပါတယ် ဒါတော့ဝေလာ9ပေါက်လေးရဲ့ပထမဆုံးအသက်ရှူခြင်းပါပြီးတာနဲ့ဝေလာ9ပေါက်လေးဟာသူ့မိကြီးရဲ့ခန္ဓာကိုယ်ဘေးမှာကပ်ပြီးလိုက်ပါတော့ပါတယ်ဒီနေရာရေဟာအနှွေးတဲ့ရှိပြီးနေလို့ကောင်းမယ်မဲ့အခုချိန်သူတို့တို့စားစရာဘာမှမရှိပါဘူးဒါကြောင့်အစာရှာဖို့အတွက်ခရီးရှည်ကြီးကို ဝေလာ9ပေါက်လေးဟာမိခင်နဲ့အတူဆက်သွားရမှာဖြစ်ပါတယ်ဝေလာ၅ပေါက်လေးတွေဟာ အသက်ရှူတဲ့နေကိုကျွမ်းကျင်ဖို့၆ပတ်လောက်လေ့ကျင်ရပါတယ် ဒါပေမဲ့သူတို့တောင်းမိဟာအလက်စကာရေပြင်စီကိုသွားနေတာဖြစ်တာကြောင့်အကောင်မောင်လေးဟာဒီအသက်ရှူတဲ့နေလန်းကိုမြန်မြန်တက်ကျွမ်းအောင်လေ့လာဖို့လိုနေပြီဖြစ်ပါတယ်။သူတို့သွားမဲ့ခီးကကီလိုမီတာ9000လောက်ဝေးกว่าပြီးဒီအကွာဝေးဟာကမ္ဘာပေါ်မှာအရှိဆုံးရွှေပြောင်းသွားလာမှုတစ်ခုလည်းဖြစ်ပါတယ်။အားလုံးပဲအစိုးရကြီးရှိပေးတာကျေးဇူးတင်ပါတယ်။